ဟုတ်လားထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့တစ်ဘောဘူးစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ပူပေါင်းတပ်ဖွဲ့တွေကအပြေးထံတိုက်ခိုက်ပြီးဇွန်လ3ရက်နေ့ညနေပိုင်းမှာအပြေးထံသိမ်းပတ်နိုင်ခဲ့ပြီလို့နယ်မြေခံတရင်ရင်းမြစ်တွေကအတည်ပြုပြောဆိုလိုက်ပါတယ်။ကရီပီနယ်မြဝတီတောင်ဘက်ဒေါနာတောင်အရှိချမ်းမှာရှိပြီးစစ်ကောင်စီရဲ့ခံစစ်စခန်းဖြစ်က တော်လည်းပူပေါင်းတက်ဖွဲ့တွေဘက်ကရက်ပေါင်းများစွာပိတ်ဆို့ဖြတ်တောက်ထားပြီးမှအခုလိုတက်ခတ်သိမ်းပတ်လိုက်တာဖြစ်ပါတယ်။အခြေအနေကတော့ဤစီသွားပြီးစစ်ကောင်စီဘက်ကတည်တာတွေရှိတယ်။ပြွာမှုတော့မသိဘူး။တချို့ကထိုင်းမက်ချံကိုထွက်ပြေးသွားတယ်။ဒီထိုင်းမက်ချံကိုပြေးသွားတာ60ကျော်90ကျော်လောက်ရှိတယ်။တနက်တွေတော့အများကြီးရတယ်။အဲဒါပေမဲ့အခုထိသူတို့ရှင်းလင်းတော့ဆိုတော့အတိအကျတော့မသိသေးဘူးပေါ့နော်။ဇွန်လ3ရက်နေ့မနက်ပိုင်းကတည်းကစတင်တက်ခတ်ခဲ့တာဖြစ်ပြီး ေ့လယ်ပိုင်းအရောက်မှာစစ်ကောင်စီဘက်ကကြက်လီရင်တွေဝိုင်တွဲလီရင်တွေအသုံးပြုပြီးအပြင်းထန်လေကြောင်းပစ်ကူပေးခဲ့ပါတယ်။ဒါအပြင်ဝေါ်လီပြူဟာကုန်းကနေလည်းလက်နက်ကြီးပစ်ကူပေးခဲ့ပေမဲ့ညနေပိုင်းအရောက်မှာစခန်းကိုလက်လွတ်လိုက်ရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်80လောက်ထိုင်းဘက်ချမ်းကိုထွက်ပြေးသွားတယ်လို့တရင်ရင်းမြစ်တွေကဆိုပါတယ်။လက်ရှိမှာလဲစကန်းကိုရှင်းလင်းမှုတွေဆက်လက်လုပ်ဆောင်နေပြီးလက်နက်ခရံအမြောက်အများတင်ပိုက်ရရှိခဲ့ပေမဲ့ KNU ဘက်ကတရုံဝင်ထုတ်ပြန်လာတာမျိုးမတွေ့ရသေးပါဘူး။ စကမ်းကိုတိမ့်ပိုင်းနိုင်ပြီးဖြစ်ပေမဲ့စစ်ကောင်စီဘက်ကဒီကနေ့မနက်အချိန်ထိလေရင်နဲ့ပုံကျဲတာတွေထပ်မံလုပ်နေသေးတာကြောင့်ထပ်ပြီးတင်းရှောင်နေရတဲ့ပြည်သူတွေအနေနဲ့နေရက်ပြန်ဖို့အဆင်မပြေသေးဘူးလို့တစ်ပေါ်ဘူးဒေသခံတောင်းဝန်ရှိသူတို့ကအခုလိုပြောပါရယ်ဒီပြည်သူတွေကတော့မပြန်ကြသေးဘူးအခုကဒီရွာသားတွေကဒီလေရင်နဲ့လက်နက်ကြီးတွေကြောက်ရတော့မပြန်သေးဘူးပေါ့နော်သူတို့တင်းရှောင်တဲ့နေရာမှာပဲနားဆွင့်နေရတော့ပဲမနက်တော့ကလည်း9:00ကြီးကြော်ကြော်လောက်လေရင်နဲ့လာပြီးပုံကျဲသွားသေးတယ် လင်းလာကျဲတာတော့အိတ်တလုံးပြူသွားတယ်လို့ကြားတယ်။တခြားအိတ်တွေအများကြီးတော့ထိခိုက်ပျက်စီးတာတွေလည်းရှိတယ်လို့ကြားတယ်။တေဘောဘူစခန်းကို KNL ပူပေါင်းတပ်တွေကမေလ22ရက်နေ့ကလေးကစတင်ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကစခန်းမကျရေးအတွက်စစ်ကူတွေအပြင်လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ်ခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တေဘောဘူဒေသခံပြည်သူ900ကျော်လောက်ထိုင်းဘက်ချမ်းကိုယာယီထွက်ပြေးတိတ်ဆောင်သွားကြသလိုဒေသခံတွေကြာရှိနေတဲ့နေအိမ်အချို့လည်းထိခိုက်ပျက်စီးမှုတွေရှိတယ်လို့သိရပါတယ်။ အဆိုပါနေ့ကတိုက်ပွဲပြင်းထန်တဲ့အချိန်ကြောင့်တေဘောဘုတ်တစ်ဖက်ကထိုင်းဘက်ချမ်းမာရှိတဲ့မော်လီချိုင်းဒေသခံအမျိုးသမီးတဦးနှလုံးပေါက်မိမျောကဒီကနေ့မနက်မှာတည်ဆုံသွားတယ်လို့သိရပါတယ်။တအပြင်ဒေသခံအမျိုးသမီးတဦးလည်းပေါင်ချံကိုကြည်ထိမှန်ခဲ့ပါသေးတယ်။လက်ရှိမှာအဲ့ဒီဒေသဟာစစ်ကောင်စီအတွက်အရေးပါတဲ့ဝေါ်လီပြူဟာစခန်းနဲ့ဥက္ကဋ္ဌပေမထောက်ဖို့စခန်းအပြင်ကာကင်းစခန်းအပါအဝင်စခန်း၆ခုဆက်လက်ကျန်ရှိနေပါသေးတယ်။